ရန်ကုန်မြို့ထဲမှာမွေပြီးရန်ကုန်မြို့ထဲမှာပဲကြီးပြင်းလာကြတဲ့ပညာတတ်ခေတ်လူငယ်၃ယောက်ဇလန်ကစရမှာပါဒီ၃ယောက်ဟာလွန်စွာမှချစ်ခင်ကြတဲ့တငယ်ချင်းများဖြစ်ပါတယ်ဘွဲရပညာတတ်တွေလည်းဖြစ်ပါတယ်ဟိုင်ယောဆန်ကတင်ချာအဓိကနဲ့ဘွဲရထားသလိုအီရန်ကတမိုင်းအဓိကနဲ့ဘွဲရထားသူပါမာမုတ်ကတော့တိတ်ပန်နဲ့အဓိကဘွဲရထားသူဖြစ်ပါတယ်တိတ်ပန်ခေတိတ်ပန်ထုံးကားနေတဲ့အချိန်လကဘာဘဘူတော်လူတွေရောက်နေတဲ့ကာလမှာတရေတစေမင်းစာဖုတ်ကြက်စသည်တို့ကိုသူတို့၃ယောက်ဟာအယုံကြည်မရှိပါဘူးမယုံရေးချမယုံလုံးဝလက်မခံတဲ့လူသားတွေကလူစားတွေပါ သူတို့တငယ်ချင်း၃ယောက်ဟာရုပ်ချောဥစ္စဘောပညာတတ်တွေဖြစ်ကြပါတယ်။သူတို့၃ယောက်ဟာတက္ကသိုလ်မှာပညာသင်ကြားခဲ့စဉ်အဆောင်မှာအတူတူနေခဲ့ကြတဲ့ညီကိုရင်းပမာလွန်စွာမှချစ်ခင်ကြတဲ့တငယ်ချင်းတယောက်လည်းရှိခဲ့ပါတယ်။သူရဲ့နာမည်ကဝင်းမြတ်သူဖြစ်ပါတယ်။ဝင်းမြတ်သူရဲ့မိဘနှစ်ပါးကတော့အမေမြန်မာအဖေကလည်းမြန်မာဖြစ်ပါတယ်။လေယာဉ်လုပ်ငန်းနဲ့အသက်မွေးပြီးတော့ရိုးရိုးတက်တက်လောက်ကင်စားတော့ကြသူများလည်းဖြစ်ပါတယ်။တော်တထီးတွေလို့ဆိုရမှာပါ။ဝင်းမြတ်သူရဲ့ဖိတ်ခေါ်ချက်အရချစ်တဲ့တငယ်ချင်း၃ယောက်ဟာနေစိမ့်မြေစိမ့်နေရာစိမ့်ကိုတွားကျင်တဲ့ဆန္ဒပြပြနေခြင်းလည်းဖြစ်ပါတယ်။ အဲဒါကြောင့်မဲ့တငယ်ချင်းဝင်းမြတ်သူရဲ့ဖိတ်ခေါ်မှုကိုအားရဝမ်းသာနဲ့လက်ခံပြီးတော့မှားကြားထားတဲ့ရက်မှာပဲရန်ကုန်သားပညာတတ်လူလေကြီး၃ယောက်ဟာရန်ကုန်မြို့ကြီးကနေမထင်ရှားတဲ့တောရွာကလေးတရွာကိုအလဲပတ်ရောက်ရှိလာခဲ့ကြပါတယ်။အဲဒီရွာကတော့အိန္ဒိကြီးနဲ့တင်းကျန်းပြတ်မှာလမ်းကြီးတဲ့အခါမြင်ရတွေ့ရတဲ့ရွာကြီးပင်ဖြစ်ပါတယ်။အိန်ရှင်ဖြစ်တဲ့ရွာကန်ဝင်းမြတ်သူဟာရန်ကုန်မြို့ကြီးကရောက်လာကြတဲ့အချစ်ဆုံးအခင်ဆုံးတငယ်ချင်း၃ယောက်ကိုလက်လက်လဲလဲကျူးဆိုပါတယ်။အကောင်းဆုံးဖြစ်တဲ့လက်လက်ဆက်ဆက်စက်သားဝတ်သားအမဲသားငါးပစုံဟင်းနေနဲ့စီမံချက်ပြုတ်ကျွမွေပါတယ်။ ရွာဝိုင်းကြီးဖြစ်တဲ့ရွာတဲကိုလက်ပတ်ပြီးတော့လိုက်ပြပါရယ်ရွာဦးစည်ဒီနဲ့ရွာဦးဖုန်ကြီးចောင်းကိုလည်းလိုက်ပို့ပါရယ်ကြာပြူကြာနီးကြာညိုတို့နဲ့အတိပြီးနေတဲ့ရေကန်ကြီးကြည်စိမ့်နေတဲ့ရေကန်ကြီးကိုတွားပြီးတော့ရေချိုးကြပါရယ်ရန်ကုန်သားတကယ်ချင်း၃ယောက်ပျော်လိုက်တာမှလွန်ပါလေရောတောတဘာဝကိုခန်းစားမိကြပြီးတော့တောသူတောင်သားတို့ရဲ့ရိုးသားမှုကိုလည်းသိရှိကြပြီးလက်လိုက်လက်လဲခင်မင်မှုဖော်ရွှေမှုတွေနဲ့ပကတနာမဖက်တဲ့တဘာဝအယိုးကံကိုလည်းလေးလာဆန်းစစ်မိကြပါပြီ။ ကုံကုံပြောရရင်တောနေလူရန်စားလူတဘာဝလူရင်ကျေးမှုတို့ကိုအားလုံးအားလုံးရန်ကုန်သားပညာတတ်လူလေကြီးတွေအောင်သိရှိသွားခဲ့ကြပါပြီ။ပျော်လွန်းလို့ရွာမှာနေခဲ့ကြသည်မှာကိုရဲ့တိတိတောင်ရှိသွားခဲ့ပါပြီ။ဆယ်ရဲမြောက်တဲ့နေ့မနေ့ပြန်မှာတော့ထမင်းစားတော့ပြီးရင်ပြန်ကြတော့မှာပါ။ဒီနေ့စားတော့ပြီးတဲ့ကရန်ကုန်မြို့ကမိတ်ဆွေတွေကိုလက်ဆောင်ပေးရန်အတွက်ဈေးဝယ်ဖို့မြို့ပေါ်ကိုထွက်သွားခဲ့ကြပါတယ်။ဝယ်စရာရှိရလဲဝယ်မယ်အကြိုက်လဲလဲပတ်မယ်ပေါ့။အလုံးရှိနေတာကြောင့်တကယ်ချင်းဝင်းမြတ်သူကိုမခေါ်ခဲ့တော့ပါဘူး။တောင်းဝင်ကြေလုံးရည်လဲအားနာနေရပါတယ်။မြို့ပေါ်မှာအကြိုက်လဲပတ်လိုက်ကြပါတယ်။ လက်ဆောင်ပေးရန်ပစ္စည်းတွေဝယ်လိုက်ကြတာလည်းမနှဲမနှောပါပဲအဲလိုနဲ့ပဲတဏီကုံသွားပြီးတော့ပျော်လွန်းလို့အချိန်ကုန်မှန်းမသိကုန်သွားခဲ့ပါတယ်ရွာကိုပြန်ရောက်တော့မိုးတော်တော်တော်ချုပ်နေခဲ့ပါပြီတငယ်ချင်းဝင်းမြတ်သူကပြောခဲ့ပါသေးတယ်တငယ်ချင်းငါမျိုးထီလဲနဲ့သွားပြန်လိုက်ပို့ပေးမယ်လေအဲလိုပြောပေးမယ်လေတငယ်ချင်း၃ယောက်ကလက်မခံခဲ့ပါဘူးငါတို့၃ယောက်အေးအေးဆေးဆေးလမ်းလျှောက်ချင်လို့ပါကွာမင်းတို့ကကျေးဇူးတင်ပါတယ်အဲလိုပြောပြီးတော့မျိုးကိုထွက်သွားခြင်းဖြစ်ပါတယ်ရွာနဲ့မျိုးကယောက်ျားခြေလန်း45မိနစ်လောက်ရှောင်းရင်ရောက်ပါတယ် ကိုရက်နေခဲ့စဉ်တွင်ညနေပိုင်းမှာထမင်းမစခင်ထိုင်းရီကျိုထိုင်းရီခါအကောင်းစားရဲ့အမီးများနဲ့လည်းအခန့်တိုက်ကျွေးပါတယ်။တောသားပညာတဲ့ဝင်းမြတ်သူဟာလွန်စွာမှတာဝန်ကျေလပါတယ်။မိတ်ဆွေပီတာပါတယ်။ယခုမှလည်းရန်ကုန်သားပညာတဲ့လူလဲ၃ယောက်ဟာမြို့ပေါ်မှာရှိတဲ့စားတောက်ဆိုင်တစ်ဆိုင်မှာအကောင်းစားဝီစကီရက်နဲ့အကောင်းစားအမီးတွေကိုမာယူစားတောက်ပြီးတော့ရွာကိုစကားတပြောပြောနဲ့ပြန်လာခဲ့ကြခြင်းဖြစ်ပါတယ်။၃ယောက်သားဟာခတ်တူတူလေးဖြစ်နေခဲ့ပါပြီ။တောက်ထားတာကြောင့်ရီဝင်နေတဲ့ခြေလမ်းတွေကမမှန်မှန်ညင်တော့ပါဘူး။အဲလိုနဲ့ပဲတင်းချိုင်းပြက်ကြီးနားကိုရောက်လာခဲ့ပါတယ်။ ဒီနေရာဟာတင်းကျိုင်းနေရာဆိုတာသူတို့သုံးယောက်လည်းမသိကြပါဘူးအဲ့ဒီနေရာကိုရောက်တာနဲ့ပဲသူတို့သုံးယောက်ဟာတန်တော်ဖြစ်ကုန်ကြပါတယ်အချိန်ကည9နာရီတောင်ရှိနေပါပြီလက်ပတ်နာရီကိုကြည့်လို့သိလိုက်ရတာပါအဲ့ဒီအချိန်မှာပဲဆိုင်းတန်ပုံစံတွေကြားနေရပါတယ်လူတွေကများမှများအများကြီးပါပဲတူတူဝေးဝေးနဲ့ကိုသွားနေကြတာပါငါတို့တွေဘယ်နေရာရောက်နေရလဲကွာလမ်းမလာတော့မဟုတ်ပါဘူးနော်တစ်ဖြောင်းနေပြီပဲအကွေ့ကောက်လည်းမရှိဘူးလေအဲ့လိုမျိုးအီရှောင်းကပြောလာခဲ့ပါတယ်လမ်းမမပါဘူးကွာငါတို့ကဧည့်သည်ဆိုတော့တတိမထားမိလို့နေမှာပါဒါရွာဖြစ်လိမ့်မယ်ကွာမမို့ရ ဟုတ်တယ်ဟာလူတွေကအများကြီးပဲတို့တော့ရောဝင်ကြီးကြရင်မကောင်းလားအတွေ့အကြုံလည်းရရပါဘောကွာဟာယောဆန်မှပြောပြီးတော့တုံးရောက်သားပွဲကင်းရှိရာစီကိုတိုးဝေ့ပြီးတော့သွားကြပါတယ်ပွဲကြည့်ပရိသတ်များအများကြီးထိုင်သူကထိုင်ထသူကထပွဲကြည့်နေကြပါတယ်အငိမ့်မွဲဖြစ်ရန်လည်းတူပါတယ်အငိမ့်စင်ပေါ်မှာအငိမ့်မင်းသမီးကကပြဖြုတ်ပြင်းနေပါတယ်ခေါင်းခါချေလဲဤလေးချက်နဲ့ညီစွာစီးချက်ဝါးချက်နဲ့စီးဝါးနေရီကြိုက်စွာကနေဒီမှာကြည့်လို့ကောင်းမှကောင်းမှလေးပါရီမမျက်ရင်တခြင်းကိုတီဆိုပြီးတော့ကနေတာဟာတော်တော်လေးကိုကြည့်လို့ကောင်းလာပါတယ်တခြင်းကလည်းတော်တော်လေးကိုနားထောင်လို့ကောင်းလွန်လာပါတယ် တကယ်ချင်းသုံးယောက်ကလည်းသဘောကျရကြနေခဲ့ပါတယ် secret တောက်ချင်စိပေါ်လာတာကြောင့် secret ဘူးကိုကြည့်လိုက်တဲ့အခါ secret တလိမ့်မှမရှိတော့ပါဘူးရန်ကွာဝယ်လာတဲ့ secret ၅ဘူးလည်းကုန်သွားပါပြီအဲဒါကြောင့်မဲဣရှောင်ကပွဲစည်းတန်းမှာရောင်းနေတဲ့ကွင်းရဆန် secret တဘူးဝယ်လိုက်ပါတယ်အမိုက်ဒီညိတ်မွဲကဘာအတွက်ပွဲခံနေရလဲဗျာရွာဘာရွာလဲ secret ဘူးဝယ်ရင်လည်းကွင်းရဆန်ကအမျိုးသမီးကိုမေးလိုက်ခြင်းဖြစ်ပါတယ်ဩအကူတို့ကဧည့်သည်တွေထင်တယ်ဒါရွာဦးစီတီဖျားပွဲလေနှစ်တိုင်းကျင်းပါတာဒီနှစ်တော်တော်စီတယ် အခုတို့ရွာတယ်လဲဝင်သွားကြအောင်လေစတုတီတာကျွေးနေရမောင်းကခောက်ဆွဲကြော်ကြစံကြော်ရွှေရင်စုံလို့ပါပဲဒီရွာလူတွေကစားမကြိုက်ကြတော့စားလိုက်ကြအောင်နော်ပြီးတော့ရွာဦးစီတွေလည်းဖူးခဲ့အောင်ရွာဦးကြောင်းလည်းဝင်ခဲ့ပါအောင်ဩရွာနာမည်လည်းမှတ်ထားအောင်ကြက်ကလေးရွာတဲ့အဲ့လိုမျိုးတေချာလေးရှင်းပြခဲ့ပါတယ်ရန်ကုန်သားလူလေကြီး၃ယောက်ဟာလည်း secret လေးကိုတယောက်တစ်လိုက်စီယူပြီးတော့အားရအောင်တောက်ပြီးပွဲကြည့်ကြပါတယ် secret ကုံမှာရွာတဲ့ကိုအများနည်းတူတိုးဝေ့ပြီးတော့ဝင်သွားခဲ့ကြပါတယ်ရွာရွာတန်းရှည်ဖြစ်ပါတယ်အဲ့လိုနဲ့သူတို့လျှောက်လာရင်တနေရာကိုရောက်တဲ့အခါမှာတော့ ဝင်စားကြပါခင်ဗျဝင်စားကြပါတုံးဆောင်ရကြွကြပါအောင်မိုးရင်းကစတုတီတာကျွေးနေရပါခင်ဗျအဲ့လိုမျိုးပြောပြီးတော့ပြူပြူငငနဲ့လက်ဆွဲပြီးတော့ခွန်နေတာကြောင့်ရန်ကုန်သား၃ယောက်ဟာလည်းအိမ်ကြီးအတွင်းကိုဝင်ပြီးတော့စားကြပါတယ်အိမ်ကြီးဟာအကျယ်ကြီးပါအကျယ်ကြီးမှာတော်တော်ကြီးကိုကျဲတာပါမိုးရင်းကပြင်ဆင်ထားတဲ့ဝိုင်းနေရာလဲ15ဝိုင်းဝိုင်း20လောက်ရှိမယ်ထင်ရပါတယ်အပြင်းနေခွန်နေသူတွေကယောက်ျားများဖြစ်ပါတယ်အိမ်ကြီးထဲမှာတော့မိန်းမများရှိနေပါတယ်အလုံးတူ site တူ guide တူ page တူမျက်နှာတွေကလည်းလာမင်းကြီးလိုဝိုင်းဝိုင်းဆက်ဆက်ပြပြဝိုင်းဝိုင်းကြီးတွေပါ ရုပ်တွေကလည်းတထရာတဲ့တထထဲခွဲမရအောင်တူနေကြပါတယ်အမွာညီမကမှခွဲရခြင်းရနိုင်မအောင်ပဲသူတို့ကတော့ခွဲချလို့မရနိုင်ပါဘူးဆိုတော့ကရန်ကုန်သားတွေဖျားသွားခဲ့ပါတယ်ဇပင်များကလည်းရှေလျားစွာတင်မထီကြနေသည်မှလည်းအတူတူပါပဲရန်ကုန်သားလူလည်း၃ယောက်လည်းအတူတူနဲ့ပဲငါတို့ရောက်နေတာလူပြည်လူရွာမှာဟုတ်ရဲ့လားတခြားကဘာများဖြစ်နေလားမသိဘူးတကယ်ချင်း၃ယောက်တွေးမိကြပါသေးတယ်အတွေးချင်းလည်းတူနေကြပါတယ်မိုးရင်းကားကလည်းစားလို့ကောင်းမှကောင်းမှအဲ့ဒါနဲ့ပဲစားကောင်းကောင်းနဲ့တယောက်ကို၄-၅ပကံလောက်တီးထုတ်လိုက်ပါတယ် ပြီးတော့မှပဲယူရန်ရှေ့ကြီးအတိုင်းကိုတူတူဝဲဝဲနဲ့ပဲတငယ်ချင်း၃ယောက်ဆက်ပြီးတော့သွားကြပါတယ်။တဏျာရောက်မှာတော့ရွှေရည်တွေတိုက်ကျွေးနေပါရဲ့ရှင်၃ဆောင်လဲကြပါအောင်။အားနာစရာမလိုပါဘူးတော့အခုတို့၃ဆောင်ရကြွပါရှင်။အဲ့လိုပြူပြူငန်ငါချူချူတာတာနဲ့ခေါ်နေတဲ့အခါမှာတော့လူများဝင်ပြီးတောက်ကြပါတယ်။ရန်ကုန်သားဧည့်သည်၃ယောက်ကလည်းအများကြီးတို့ပဲရွှေရည်တောက်ရန်အိမ်ကြီးအတွင်းကိုဝင်သွားလိုက်ပါတယ်။၎င်းအိမ်ကလည်းပထမအိမ်ကြီးတို့အကျယ်ကြီးပါ။လူတွေကလည်းရွှေရည်တောက်နေကြပါတယ်။ဝိုင်းအပြည့်ပါပဲ။ဒီအိမ်ထဲမှာလည်းဇပွဲဝိုင်းတွေက20ဆိတ်လောက်ရှိမယ်လို့ထင်ရပါတယ်။ အိမ်ထဲမှာအဲ့ခန့်တိုက်ကျွေးနေကြသူတွေကလည်းစိုက်တူကိုက်တူရွယ်တူယောက်ျားလေးလူငယ်တွေသာဖြစ်နေပါတယ်အလွန်ဆုံးရှိလာမှာအသက်16ပေါ့မျက်နှာတွေကလည်း၄တောင်ကြကြတရုတ်သေးတွေပါတထရာသေးတွေပါကြီးရသည်မှာတမျိုးတော့တမျိုးပါပဲရန်ကုန်သားဧည့်သည်၃ယောက်ဟာလည်းဖြုံသွားခဲ့ပါတယ်ဘလို့ပါလိမ့်ပေါ့ဘလို့လူသားတွေကလူစားတွေပါလဲဆိုပြီးတော့တွေးနေမိပါတယ်အဲ့လိုနဲ့ပဲတောက်ကောင်းကောင်းနဲ့တောက်လိုက်တာရွှေရင်လည်းသုံးပကံလောက်ကုန်သွားခဲ့ပြန်ပါတယ်ဒါတော့မှမုံင်းကအဝစားထားလို့ပါမစားများမစားထားလို့ရှိရင်ဘယ်နှပကံကုန်မယ်တော့မသိပါဘူး သုံးယောက်သားဟာသုံးမကန်စီတောက်ပြီးတော့ဘိုက်လေးနေကြပါပြီမနှဲထယူရပါတယ်ရွာတန်းရှိကြီးတန်းအများနည်းတူတူတူဝဝနဲ့ရန်ကုန်သားသုံးယောက်ဟာတွားနေကြပါတယ်တခြားအင်းတွေကလည်းခောက်ဆွဲကြော်တွေကြာဆန်ကြော်တွေကြာဆန်ချက်တွေမုန်းလက်ဆောင်တွေကိုတိုက်ကျွေးနေပါသေးတယ်လာကြပါသုံးဆောင်ကြပါကြွကြပါဆိုပြီးတော့လည်းတစားစားနဲ့စေတနာပရဘွားနဲ့ခေါ်နေပါတယ်ရန်ကုန်သားဧည့်သည်သုံးယောက်ဟာလုံးဝလုံးဝမစားနိုင်တော့ပါဘိုက်တင်းနေတာကြောင့်လမ်းမဲ့တဖြည်းဖြည်းချင်းရှောက်နေကြပါတယ်တနီယာရောက်မှာတော့ခြံကျဲကြီးတွင်မှာအင်ကြီးရဲ့ရှေ့မြေကွက်လက်မှာပြတ်တနေတဲ့ပြက်ကွက်ဆန်တစ်ခုကိုလူများဝိုင်းကြည့်နေကြပါတယ် လူတွေကလည်းများမှများပါဟီးထနေတဲ့လူအုပ်ကြီးပါအဲ့လူအုပ်ကြီးတွင်ကိုရန်ကုန်သား၃ယောက်ကလည်းမရမကတိုးဝင်ကြိလိုက်ကြပါတယ်အထဲမှာတော့လူဟာ၂ယောက်တည်းပါလူ၂ယောက်လုံးဟာခက်ဝဝဗိုက်ရွှဲကြီးတွေဖြစ်နေပါတယ်အလုံးသူစိုက်သူဂိုက်သူပေသူဓာတ်သူမျက်နှာတွေကလည်း၄တောင်မျက်နှာတွေပါတရုတ်ထဲတထရာထဲခွဲမရအောင်တူနေပါတယ်သူတို့၂ယောက်ကလက်ဝဲသမားများမဟုတ်ပါဘူးအသေးကြီးတက်ကြမဲ့နဗန်းသမားတွေလည်းမဟုတ်ပါဘူးစီဝိုင်းရဲ့ရှိတတဲ့ဒေါင်းတောင်စီမှာတပိတ်လုံးရွယ်တတရှိတဲ့နန္တာဦးနှလုံးဟာခြေရန်ရှိခုံမြင့်ပေါ်မှာနေရာယူထားပါတယ် အခြားဘာမှတော့မရှိပါဘူးနန္တာဦးမှာအမွှေးရနှက်များကလည်းလွန်စွာမှမွေးကြင်နေပါတယ်အမွှေးနှက်များကလည်းအိုးပြင်ကိုပြန်ပြီးတော့ရှံကြနေပါတယ်လူဝိုင်းနှစ်ယောက်လုံးရဲ့လက်တွေကလည်းရိုးရိုးလူတွေရဲ့လက်များထက်ပိုပြီးတော့ရှည်နေပါတယ်ကြည့်ရလွန်ဆိုးလာပါတယ်အရင်လူဝဝကြီးနှစ်ယောက်လုံးရဲ့ညာဘက်လက်မှာတော့၆လက်မတတများရှိတဲ့လွန်စွာမှထက်လာတဲ့တကောက်ကြီးကိုကင်ထားပါတယ်သူတို့နှစ်ယောက်ရဲ့မျက်နှာတွေကပြုံးကြီးရဲ့ခြင်းမရှိခက်တီတီကြီးတွေပါနှစ်ယောက်စလုံးဟာမျက်နှာချင်းဆိုင်သုံးမိနီးပါးများအကွာမတ်တက်ရက်နေရာမှာတယောက်သောသူဟာမျက်နှာချင်းဆိုင်လူရဲ့ဘိုက်ကို ရှစ်တလန်းတိုးပြီးတော့ကင်ထားတဲ့တကောက်ကြီးနဲ့အားကုန်ခွဲဆိုင်ချလိုက်ပါတယ်ပြည်ကနေဆိုတဲ့အတန်အင်းနဲ့အတူဘိုက်ကြီးကကွဲပြီးတော့ထွက်သွားကဦးများကလည်းမြင်မကောင်းအောင်အခွေလက်အန်ထွက်ကြလာပါတယ်ဟာရီဟင်းနေဆိုတဲ့အတန်နေရာလဲဆူညံသွားခဲ့ပါတယ်ချက်ချင်းဆိုသလိုပဲဓာတ်နဲ့အထိုးခံရပြီးတော့ဘိုက်ခွဲခံလိုက်ရတဲ့လူဝါကြီးကရှစ်တလန်းတိုးလာပြီးတော့ဓာတ်ထိုးသူရဲ့ဝမ်းဘိုက်ကိုအားကုန် တကောက်ကြီးနဲ့ထိုးခွဲလိုက်ပြန်ပါတယ်တော်တော်လေးကိုမြန်လာပါတယ်ဦးခွေတွေထွက်ကြလာတာနဲ့နှစ်ယောက်စလုံးရဲ့ဘိုက်ကမြင်မကောင်းအောင်သွေးတွေစူပွက်နေပါတယ် ်မြေပြင်ပေါ်မှာလည်းတွေးရအိုင်ထွန်းနေပါတယ်ဥခွေများလည်းမြေပြင်ပေါ်တောင်ကြနေပါတယ်လွန်စွာမှကြောက်စရာလန့်စရာရင်ထိတ်စရာကြီးပါရင်တုံပန်းတုံအသေးရစရာဥရစရာကြကြတော့မကြည့်ရတဲ့အဖြစ်မျိုးပါအချို့ဆိုရင်မျက်နှာလွဲပြီးတော့တောင်နေကြရပါတယ်ဟောကြည့်ပါအောင်သူ့ဘိုက်ကကြလာတဲ့ဥခွေတွေကိုကိုကကောက်ကိုဘိုက်ကကြလာတဲ့ဥခွေတွေကိုသူကကောက်ပြီးတော့ဘိုက်ထဲကိုထိုးသွင်းနေပါတယ်သူတို့နှစ်ယောက်ရဲ့လောက်ရဟာမျက်စံလုံးအကြည့်လာပါတယ်ကြည့်နေတဲ့သူတွေကလည်းဥတရရအသေးတရရနဲ့မျက်တော်မခက်ကြည့်နေကြပါတယ် ဥခွေများဘိုက်တဲကိုထိုးသွင်းမိတာနဲ့ပဲမိမိရဲ့နှီးမှာရှိနေတဲ့လေးတိုင်စင်ခုံမြင့်ပေါ်မှာတင်ထားတဲ့နန်းသာဟုအတွင်ကနန်းသာကြီးများကိုလက်ခုံနဲ့ယူပြီးတော့နှစ်ယောက်ဘိုက်ကိုတုံလင်းကြရာအကောင်းပကတိပြန်ဖြစ်သွားခဲ့ကြပါတယ်။အန်ဟောစရာတော့တော်တော်ကောင်းလာပါတယ်။သွေးစသွေးနာတွေတောင်မမြင်ရတော့ပါဘူး။ဘာမှမဖြစ်ခဲ့ကြသလိုပါပဲ။အဲဒီလိုနဲ့ပဲသူ့ဘိုက်ကိုကိုကထိုးကိုဘိုက်ကိုသူကထိုးနဲ့သူ့ဘိုက်တွေကဥခွေကိုကိုဘိုက်တွေကိုထိုးသွင်းကိုဘိုက်တွေကဥခွေကိုသူ့ဘိုက်တွေကိုထိုးသွင်းလှုပ်ပြနေပါတယ်။ပြက်ကွက်တွေကစမ်းနေပြီးတော့ထက်ခါထက်ခါပြန်ပြနေပါတယ်။ တချို့တချို့မိမတွေကလေးတွေကမကြည့်ရဲကြပါဘူးလွန်စွာမကိုစမ်းကြယ်လာပါတယ်တုံလုံးချောက်ချားစရာလည်းကောင်းလာပါတယ်အဲဒီလိုမျိုးတဲထိတ်ရင်ဖို့စရာကြောချမ်းစရာအလွန်ကောင်းနေတာကြောင့်ကြောက်စရာလန့်စရာဖြစ်အောင်ပြတ်တတ်နေတဲ့ပြကွက်ဟာအလွန်ကိုဂံမရဆန်လွန်းနေပါတော့တယ်ရန်ကုန်သားပညာတတ်ခေလူငယ်၃ယောက်ဟာတန်တော်နဲ့ကြည့်နေရင်းနဲ့ပဲကြောက်လာခဲ့ကြပါတယ်တုံလုံးချောက်ချားလာကြပါတယ်တွေးတွေကိုမြင်မကောင်းအောင်ကြည့်နေရတာကြောင့်အလိုလိုခေါင်းတွေထဲမှာမူးလာခဲ့ပါတယ်အော့ဂျင်အန်ဂျင်တို့တောင်ဖြစ်လာကြပါတယ် ကြကြမကြည့်နိုင်ကြတော့ပဲတယောက်ကိုတယောက်လက်တို့ပြီးတော့လူအုပ်ကြားရရနေအတင်းတိုးထွက်လာခဲ့ကြပါတယ်ဖျားပွဲလာကြတဲ့ဦးတတော်ကိုကိုမမများရှင်လက်ဖက်ကြိုက်လို့ရှိရင်လက်ဖက်သုံးဆောင်ကြပါအောင်ဂျင်းတို့ကြိုက်လို့ရှိရင်လည်းဂျင်းတို့ကိုသုံးဆောင်ကြပါရေနွေးကြမ်းဖက်မှန်လေးကိုလည်းတောက်ပြီးတော့ဇိန်ခံလို့အနားယူလဲကြပါအောင်ရှင်အဲလိုမျိုးချိုတာလာတဲ့စကားသံတို့နဲ့ပြူပြူငန်းငန်းလောကဝတ်ပြုနေကြတဲ့လက်လက်လဲလဲဖိတ်ခေါ်တမှုပြုနေကြတော့မိမချောင်းမိမလာလေးများကြောင့်ရန်ကုန်သားသုံးယောက်ဟာအများနည်းတူအိမ်ကြီးတဲ့ကိုဝင်သွားလိုက်ပြန်ပါတယ် ကျဲဝန်းလာတဲ့အင်ကြီးတွေကိုရောက်ရှိကြတာနဲ့ပဲလက်ဖက်ဝိုင်းဂျင်းတုပ်ဝိုင်းများဟာအစင်းသစ်ပြင်ထားတာကိုတွေ့ရပါတယ်။လက်ဖက်ရည်အကျန်းဝန်းနဲ့အကျန်းပကံ၃လုံးဟာနေရာတကျစစ်စစ်ရည်ရည်ပါ။လက်ဖက်ဝိုင်းကတစ်ဖက်ဂျင်းတုပ်ဝိုင်းကတစ်ဖက်တစ်ဖက်မှာ၁၀ဝိုင်းမြောက်လောက်ရှိပါတယ်။လက်ဖက်ကြိုက်သူတွေကလက်ဖက်ဝိုင်းမှာထိုင်ဂျင်းတုပ်ကြိုက်သူတွေကလည်းဂျင်းတုပ်ဝိုင်းမှာထိုင်ပြီးတော့စားနိုင်ပါတယ်။ပြီးရင်တော့အဖန်ရည်တောက်ကြပေါ့။စကားပြောတဲ့နေ့ဇွန်းတဲ့နေ့ပကံတဲ့နေ့နဲ့တခဏချင်းပဲစုညံသွားခဲ့ပါတယ်။ရန်ကုန်သား၃ယောက်ဟာလည်းဂျင်းတုပ်ဝိုင်းမှာထိုင်ပြီးတော့စားကြပါတယ်။ပြီးတဲ့နောက်မှာတော့အဖန်ရည်တောက်ပြီးတော့အေးအေးလူလူပဲအားယူနေကြပါတယ်။ တော်တော်လေးကြာတော့မှပဲကျွေးမွေးအခန့်နေတဲ့ main လေးတွေကိုစူးစိုက်ပြီးတော့ကြည့်လိုက်မိပါတယ်ရန်ကုန်သား၃ယောက်စလုံးအံဩသွားခဲ့ရပြန်ပါတယ်အလုံးတို့ရွယ်တို့စိုက်တို့ရုပ်ချင်းအတူတူချောမချောလမလာတဲ့နတ်ပြည်ကနတ်သမီးလေးတွေလိုအောက်မေ့ရပါတယ်အသားလေးတွေကလည်းဝင်းဝါနေတဲ့ရွှေဝါရောင်နဲ့ကိုလုံးကိုပေါကိုနေဟန်ထားကလမလာပါပြီးတော့ဝစ်စားထားတာတွေကလည်းနန်းဝတ်နန်းစာနန်းနှင်းသူတွေလိုတောင်ထင်ရပါတယ်အယောင်တွေကလည်းပြ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 နဲ့တလက်လက်နဲ့တောက်ပြောင်နေရပါရန်ကုန်သား၃ယောက်ဟာစစ်စစ်ဆက်ဆက်လိုက်ကြည့်ပြီးတော့လူမဟုတ်ရလားနတ်သမီးတွေလားတိုင်နှန်းကတိုင်နှန်းရှင်တွေလား အဲ့လိုမျိုးလာပေါင်းများစွာနဲ့အတွေ့တွေဝင်နေစင်ပါပဲဒီကမောင်ကြီးတို့၃ယောက်ကနေရထင်ပါတယ်။သုံးဆောင်ကြပါအမနာကြပါနဲ့နော်။တယောက်သော မိန်းကလေးကပြူပြူငငါချူချူတတနဲ့နှုတ်ဆက်စကားဆိုလာခဲ့ပါတယ်။ဟုတ်ကဲ့ကျွန်တော်တို့၃ယောက်ကရန်ကုန်ရပါဒီနားရွာတငယ်ချင်းကဖိတ်လို့ရောက်လာခဲ့ကြတာပါ။အခုကမြို့ပေါ်တက်ရင်နဲ့ပြန်လာတော့ဖျားပွဲတွေ့ရတယ်ဝင်ကြည့်ကြတာ။အဲ့လိုမျိုးအီရှောင်ကပြပြပါတယ်။စကားပြောနေကြတဲ့အချိန်မှာပဲမိမချောမိမလာလေးတွေကရန်ကုန်သားဧည့်သည်၃ယောက်နာကိုဝိုင်းလာခဲ့ကြပါတယ်။အချိန်ကလည်းမရှိတော့ဘူးရှင်။ညကလည်းတော်တော်နှက်နေပြီ။ မောင်ကြီးတို့ဒီညဒီအိမ်မှာပဲအိပ်သွားကြလေမနေ့ကမှပဲမောင်ကြီးတို့တဲတဲ့အိမ်ကိုသွားကြပေါ့ဒီနားနဲ့တော့နင်းနီလေးပါအဲ့လိုမျိုးတအူးကပြောလာခဲ့ပါတယ်နောက်တစ်ယောက်ကလည်းမောင်ကြီးတို့၃ယောက်ကိုဧည့်သည်တွေမှသိပါတယ်ရှင်ကျန်တာတွေကဒီရွာဟိုရွာလာကြတဲ့သူတွေကြီးပါမောင်ကြီးတို့အိပ်ဖို့အိပ်ရာတွေလည်းပြင်ဆင်ပေးပါပြီကဲကဲမိခင်ဒီကနှမတွေကအမတ်တရလက်ဆောင်လေးပေးလိုက်မယ်နော်အဲ့လိုပြောနေစင်မှာပဲတခြားသောမိမချောလေးတွေကလည်းမောင်ကြီးတို့အတွက်ကြက်ကလေးရွာမိမလာလေးတွေအမတ်တရလက်ဆောင်မလို့သဘောထားပါနော် နမလေးတို့ရန်ကုန်ရောက်ခဲ့လို့ရှိရင်လည်းမခေါ်နဲ့နော်တည်လားအပြုံးမပွင့်ပြီးတော့ပြောလာခဲ့ပါတယ်ရန်ကုန်လာပြအောင်သာလာခဲ့ကြပါဗျာလိမ့်စာကပေးထားခဲ့ပါမယ်ကျွန်တော်တို့၃ယောက်ကခင်မင်တတ်ပါတယ်ဗျာအဲ့လိုမျိုးမမုတ်ကဝင်ပြောလိုက်ပါတယ်ကြက်ကလေးရွာသူမိမချောင်းမိမလာလေးများကိုယ်တိုင်တိုးမွေးချီနဲ့ထိုးရတဲ့ယောက်ျားဖို့တိုးမွေးအနှွေးတဲ့တုံးတယ်လမလပါဝိရက်ဆရာတော်မရှိပါဘူးရွှေအောင်တိုးမွေးချီနဲ့ထိုးရတဲ့လက်ကင်မွားတုံးတယ်ပါပြီးတဲ့နောက်မှာတော့ကြောက်စိမ့်နဲ့ကွင်းထားတဲ့ကြောက်စိမ့်ရွှေလက်စွတ်တုံးကိုရန်ကုန်သား၃ယောက်ကိုတယောက်တကွင်းစီ မိမလာလေး၃ယောက်ကကိုရိုင်ကိုကြဘယ်လဲရဲ့လက်တကြွယ်မှာဝှစ်စင်ပေးလိုက်ကြပါတယ်။ရန်ကုန်သားဧည့်သည်၃ယောက်ကလည်းသဘောမနှောခွေပြီးတော့ဥမျိုးနေကြပါတယ်။အကြမ်းနာပြင်ဆင်ထားတဲ့ဂရင်းကြီး၃လုံးပေါ်မှာတယောက်တစ်လုံးနေရာယူပြီးတော့အိမ်ရန်ပြင်ဆင်လိုက်ကြပါတယ်။မျိုးဘော်ကဝယ်ယူလာတဲ့ရွာပြန်လက်ဆောင်ပစ္စည်းတုံးနဲ့ယခုမိမချောင်းမိမလာလေးတွေအမတ်တရားလက်ဆောင်ဖြစ်ပေးတဲ့တူးမွေးဆွဲတာအနှွေးတဲ့အင်ကြီး၃နဲ့တူးမွေးရွှေရောင်လက်ကင်မွား၃နဲ့ကိုထည့်ထားတဲ့ဆက်ကူအိတ်ကိုဂရင်းချေရင်မှာဆူထားလိုက်ပါတယ်။ပွဲစည်းတဲ့ကိုရဆိုင်ကဝယ်ယူခဲ့တဲ့ secret ဘူးကိုကြည့်လိုက်တဲ့အခါမှာတော့ secret ၃လိမ့်မြတာကြံမာတော့တယ် ဘူးကိုခေါင်းပေးမှထားထားပြီးတော့၃ရောက်သားအတွေ့နဲ့ချက်အင်းချက်အင်းနဲ့အိပ်ပျော်သွားကြပါတော့တယ်။ရွာကန်အရှင်ဖြစ်တဲ့ဝင်းမြတ်သူကမြို့တက်သွားတဲ့တငယ်ချင်း၃ယောက်ကိုမျောရင်းမျောရင်းနဲ့အိပ်ပျော်သွားပါတယ်။အိယာမနိုးတဲ့အခါမှာတော့မိုးထိန်နေလင်းနေခဲ့ပါပြီ။ဟာငါတငယ်ချင်းနဲ့မိုးလင်းတာတော့ပြန်မလာကြသေးဘူး။ဟုတ်မှဟုတ်ကြသေးရဲ့လား။တခုအများဖြစ်သွားလို့ရှိရင်ငါမှတာဝန်ရှိတယ်ဟာ။မဖြစ်သေးပါဘူးကငါလိုက်သွားအောင်ပါ။အဲလိုတွေးမိတာနဲ့ပဲနွားလဲဘော်တက်ပြီးတော့ထွက်လာခဲ့ပါတယ်။နွားလဲကလေးကလည်းပြေးလိုက်တာမှဖုန်ထနေအောင်မှာခဏလေးတွေးမှပဲတင်းချမ်းပြက်ကြီးနားကိုရောက်သွားခဲ့ကြပါတယ်။ ဒီတင်းချမ်းပြတ်တယ်တော့ငါဝင်ကြည့်အောင်ပါငါစိတ်ထဲလဲတမျိုးပဲတိတ်တော့မသိငါအောင်ကဲမထူးပါဘူးကွာဝင်ကြည့်တာမမပါဘူးအဲလိုမျိုးတွေးလိုက်ပြီးတော့နွားလေးကိုတင်းချမ်းပြတ်ကြီးအတွင်ကိုဒရကြမ်းမောင်းသွားလိုက်ပါတယ်ဟောထင်ထားတဲ့အတိုင်းပါပဲတွေ့ပါပြီအုတ်ကုသုံးလုံးတန်းစီလိုပါတလုံးစီပေါ်မှာလူတစ်ယောက်စီအိတ်လွနေပါတယ်မိုးလင်းနေတာတောင်အိမ်မောကြနေကြစဲပါပဲဂူကြီးတလုံးရဲ့ခြေရင်မှာအထုပ်ကြီးတစ်ထုပ်နဲ့ဆက်ကူရည်လေးတစ်ထုပ်ပါဝင်းမြတ်သူကလည်းအကုန်လုံးကိုအသေးစားကြည့်လိုက်ပြီးတော့မှဟဲ့အောင်နေဟဲ့အောင်နေ ဟာအိတ်ဘုတ်ကြီးတဲ့ကောင်တွေပါလားကွာမိုးလင်းနေပြီဟာထတော့ဘယ်ကိုရောက်နေလဲဆိုတာလည်းကြည့်ကြအောင်အဲ့လိုမျိုးအော်ဂျီဟစ်ကျဲလက်နဲ့ပုတ်နိုးတော့မှပဲ၃ယောက်သားနိုးလာခဲ့ကြပါတယ်နိုးလာတာနဲ့ပဲတန်တော်ဖြစ်ကုန်ကြပါတယ်ငါတို့၃ယောက်ကယူးမြသွားကြလားမသိဘူး၃ယောက်သားအဲ့လိုမျိုးထင်မိလိုက်ကြပါတယ်ချက်ချင်းဆိုသလိုပဲအချောလာလေးများကိုယ်တိုင်ကိုယ်ကြားစွတ်ပေးလိုက်တဲ့ကြောက်စိမ့်လက်စွတ်လေးဟာဘယ်ဘက်လက်ရဲ့လက်တကြွယ်မှာယခုတိုင်၃ယောက်လုံးရဲ့လက်မှာရှိနေသေးပါပဲအခုချိန်မှရှိနေတဲ့အထုပ်ကြီးတွင်းကိုကြည့်လိုက်တဲ့အခါမှာတော့မြို့ဝဝယ်ယူလာတဲ့လက်ဆောင်ပစ္စည်းတွေကိုတွေ့ရပါတယ် နောက်ထပ်စကူအိတ်အတွင်းကိုကြည့်လိုက်တဲ့အခါမိမချောင်းမိမလာနတ်မိမယ်လေးတွေကအမတ်တရားလက်ဆောင်ပေးလိုက်တဲ့ယောက်ျားလေးဝတ်အနှွေးတဲ့ဆွေတိုင်းကြီးတုံးတယ်နဲ့ရွှေအောင်တုံးမွေးလက်ကင်ပေါ်ကတုံးတယ်အတိအကျပါပဲညာတော့ကပွဲစည်းကကွင်းရဆိုင်ကနေဝယ်လာတဲ့ secret ဘူးကောင်ကလည်းယခုတိုင်ရှိနေသေးပါပဲအဲ့ဒါနဲ့ပဲ legend secret တုံးလေးကိုယူလိုက်ပြီးတော့တယောက်တလေးစီဖွာကအတွင်းနယ်ချက်နေမိပါတယ်တိတ်ပန်ခေတိတ်ပန်ထုံးကားနေတဲ့အချိန်လာကဘာပေါ်ရောက်နေတဲ့ကာလာကြီးမှာဘာအုံမမယုံဘာအုံမလက်မခံခဲ့တဲ့လူသားတွေကအမျိုးအစားရန်ကုန်သားလူလေ၃ယောက်ဟာ ယခုတော့ပြင်လွန်စွာမှအံ့ဩစရာကောင်းလွန်လာတဲ့တုံလုံးခြောက်ချားပွဲကောင်းလာတဲ့တဲထိတ်ရင်မို့ဖြစ်စေတဲ့ကြောက်စရာလန့်စရာဖြစ်ရဆံကိုကိုယ်တိုင်ကိုယ်ကျတွေ့ရမြင်ရကြုံရစုံရခံစားရပြီးတော့ဂမ်မီယာဆန်ဆန်ကြက်တို့ရဲ့လဲစားခြင်းလဲပြားခြင်းကိုကောင်းကောင်းကြီးခံလဲရပါတယ်ဇလန်လေးကတော့ဒီမှာဒီမှာပြီးဆုံးသွားခဲ့ပါပြီဇလန်လေးကိုစွန်းနေတိလိုက်ပါနားဆင်ပေးခဲ့ကြလူချင်းမင်းတို့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်မွေရည်ရည်သားသူကိုလည်းဂါရဝပြူရင်နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော် ဘသူတွေကပက်ဆန်ဘလောက်ဝင်နေတယ်ဆိုတာကိုအားကြတဲ့စိတ်လေးတစ်ခုနဲ့တော့လုံးဝမတက်ပါနဲ့ကိုစိတ်မဝင်စားတဲ့ပညာရတစ်ခုကိုမိဘတွေကအလုံးမရှိရင်စိတ်လေးမှာဆွလို့ဆိုတဲ့အကြောင်းပြချက်နဲ့လာတက်ခိုင်းရင်လည်းလုံးဝမတက်ပါနဲ့ ကိုတငယ်ချင်းတွေတက်နေတဲ့သင်တန်းမို့လို့သူတို့ဆွဲတာကိုနားယောင်ပြီးတော့လဲလုံးဝမတက်ပါနဲ့။ဒါတွေကအချင်းကုံငွေကုံလူပန်းပြီးတော့အကျိုးမရှိတာပဲဖတ်တင်ပါလိမ့်မယ်။သင်ကိုယ်တိုင်ကတကယ်ပဲဖုန်းပြပညာနဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားတဲ့ဖုန်းပြပညာလုပ်ငန်းမှာအောင်မြင်တဲ့သူတယောက်ဖြစ်ချင်တယ်ဆိုရင်တော့သင်ရဲ့ပြင်းပြလာတဲ့ဝါသနာနဲ့ကြိုးစားခြင်းစိတ်လေးကိုပဲကျွန်တော်တို့ Profit Mobile ဖုန်းပြသင်တန်းကြောင့်ယူဆောင်လာခဲ့ပေးပါ။ကျွမ်းကျင်ပြီးအောင်မြင်တဲ့အသက်မူဝမ်းကြောင်းမှုဖြစ်ရည်တည်နိုင်တဲ့ဒီ Profit Mobile ဖုန်းပြသင်တန်းကြောင့်ဆရာတွေက Hardware ဘိုင်း Software ဘိုင်းနဲ့ Theory ဘိုင်းနေရာစားတဝူးချင်းအသေးစိတ်ဆရာစားမချမ်းပဲသင်ကြားပေးပါလိမ့်မယ်။ကိုကို တိုင်ကလည်းစဉ်ဆက်မပြတ်ကြိုးစားအားထုတ်မှုတွေနဲ့စကေးတခုကိုပိုင်ဆိုင်ရမယ်ဆိုတဲ့ရည်မှန်းချက်လည်းရှိဖို့လိုပါတယ်။ဝါသနာရဲ့ကြိုးစားခြင်းစိတ်ရဲ့အောင်မြင်မှုတွေကိုဖန်ဆုပ်ဖို့အစဉ်သင့်ဖြစ်နေပြီဆိုရင်တော့ရန်ကုန်မြို့ကမာရွတ်မြို့နယ်လဲတန်းမှာဖွင့်လှစ်ထားတဲ့ Profit Mobile ဖုန်းမြင်သင်တန်းကြောင့်မှအခုပဲစီးရင်ပေးသွင်းလိုက်ပါ။သင်တန်းတက်ရောက်ပြီးသွားရင်တော့စာပြန်နှွေးကျင်တာပဲဖြစ်ဖြစ်နားမလည်တဲ့သင်ခန်းစာတွေကိုမတက်မချင်းပြန်လည်သင်ကြားခွင့်ကိုလည်းသင်တန်းကြီးအခမဲ့နဲ့အထူးစီစဉ်ပေးထားပါတယ်။သင်တန်းပြီးဆုံးသွားတဲ့ကျောင်းသားတွေအနေနဲ့လည်းကိုပိုင်ဆိုင်မဖွင့်နိုင်သေးဘူးဆိုရင်တော့ Service ဖုန်းတွေကိုလက်ခံပြီးတော့သင်တန်းဆက်ပစ္စည်းကိရိယာတွေကိုအသုံးပြုပြီးတော့လာရောက်ပြုပြင်နိုင်ပါတယ်။ စိတ်ကူးအိမ်မက်တွေကိုဖန်ပြီးပုံဖော်နိုင်မဲ့သင်တန်းစီမိုဘိုင်းဖုန်းမြင်သင်တန်းမှာဆို Profit